ရှိုက်ခြင်းသည်ဆေးဘက်ဆိုင်ရာအရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီးအရေးပေါ်အခြေအနေဖြစ်မထီရှင်းပါကနှလုံးရောဂါဖြစ်ပွားစေနိုင်သည်ရှိုက်ခြင်းသည်ကလေးများတွင်နှလုံးရောဂါဖြစ်ပွားစေသောအရေးကြီးသောအကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်သို့သောကလေးများအတွက်သာမကန့်သတ်ပါလူကြီးများစွာလည်းရှိုက်ခြင်းကြောင့်အသက်ဆုံးရှုံးရသည်ဒါဆိုရင်ရှိုက်ခြင်းဆိုတာပါလေအမှန်တကယ်ဆိုရင်ရှိုက်ခြင်းဆိုဒီမှာလေကြောင်းပိုက်ကိုအခြားအရာဝတ္ထုများဖြင့်ပိတ်ဆို့ခြင်းဖြစ်ပြီးအဲ့ဒါကိုလေကြောင်းပိုက်ဟုလည်းခေါ်သည်ဥပမာယုံညာတို့မဟုတ်အစားအစာမုံညာဖြစ်နိုင်ပြီ ဒါဖြစ်ပွားသွားလျင်အောက်ဆီဂျင်ကိုကိုခံနာရဲမရောက်နိုင်တော့ဘဲလူနာသည်နှလုံးရောဂါဖြစ်ပွားသွားသည်အစိတ်ပိုင်းရှိုက်ခြင်းဖြစ်နိုင်တယ်လို့အပြည့်ရှိုက်ခြင်းလည်းဖြစ်နိုင်သည်တခါတရံတွင်အစိတ်ပိုင်းတစ်ခုသာရှိုက်ခြင်းဖြစ်သောအခါလေချောင်းပိုက်၏အစိတ်ပိုင်းတစ်ခုသာပိတ်ဆို့ထားပြီးလူနာသည်ချောင်းဆိုးနိုင်သည့်အတန်တစ်ခုခုဖတ်နိုင်သည်အဲ့ဒီအချိန်မှာသူ့ကိုချောင်းဆိုးဖို့လှုပ်ဆော်ပေးရမည့်အခြားအရာဝတ္ထုသည်ပိတ်ဆို့မှုမှလုကင်းပြီးထွက်လာနိုင်သည် သို့တော့အစိပ်ပိုင်းတစ်ခုသာရှိုက်ခြင်းသည့်အပြေအဝရှိုက်ခြင်းတို့ပြောင်းလဲသွားသောအခါအပြေအဝလေးချောင်းပိုက်ကိုပိတ်ဆို့ထားသည်ဆိုလိုသည်အဲ့ဒီအခါမှာသူကိုယ်တည်းအခြားရွေးချက်စရာမရှိတော့ပါအဲ့ဒီအချိန်မှာအတံမထွက်ဘူးချောင်းဆိုးခြင်းလည်းမရှိပါတင်ပြနိုင်တဲ့တစ်ခုတည်းသောနီလန်းကရှိုက်ခြင်းဤထွေထွေတင်ကြတာဟုခေါ်သောအရာဖြစ်ပြီးလူနာလူမဟုတ်လူသည်သူ့လေပင်ကိုဒီလိုကင်ထားမိဖြစ်သည်ဒီလိုနဲ့လူနာသည်ရှိုက်နေသည်ကိုတင်ပြနိုင်ပါသည် အဲ့ဒီအချိန်လေးမှာသူ့အသက်ကိုကယ်တင်နိုင်မဲ့တစ်ခုလေးသောအရာက Hemoch Maneuver ခုခေါ်သောအရာဖြစ်သည်ဒါဟာအလူကြီးတွေနဲ့ကလေးတွေအတွက်ကွဲပြားပါရဲ့ဒါကိုပဲဒီနေ့တင်တို့ကိုပြသပေးမှာပါဒါကြောင့် Hemoch Maneuver ကိုဒီလို လုပ်ရပါတယ်လူကြီးတယောက်ရှိုက်နေတဲ့အခါမှာရှိုက်ချင်းဤအထွေထွေတင်ဒီတာရှိမည်။သူဒီလက်နှစ်ဖက်ကိုသူ့လက်ပင်ပေါ်မှာထားပြီးအတန်မထွက်နိုင်မှာ။ဒါကြောင့်တင်ဒီသူ့ကိုယ်ကိုလက်နှစ်ဖက်နဲ့ပတ်ပြီးလက်ကိုမူချလို့ရမည်။လက်ကိုရင်ပတ်အောင်ဘိုက်ခလုတ်ထက်မှာတီနီယာချထားပြီး အပြင်းထန်သောပိုက်ကိုင်မှုကို hemorrhage maneuver ဟုလည်းခေါ်သောအရာကိုအတွင်းသို့နှင့်အထက်သို့ဒီလိုဆွဲထုတ်ရမည်မကြိမ်လောက်ပါ1 2 3 4 5ကဲ၍အရာဝတ္ထုကထွက်လာရင်နောက်ထပ်အရာဝတ္ထုကထွက်လာပြီးသူဒီရင်ကျက်မှုမှာသက်သာလာပါမည်သို့သောရင်ကျက်မှုဆက်လက်ဖြစ်နေပါကတင်လုံနိုင်သည့်အရာမှာနောက်ကြောကို၅ချိန်ထိုးနိုင်ပါသည်၁၂၃၄ဒါဒီလိုလုပ်ပြီးအရာဝတ္ထုကသူ ထဲကထွက်လာသည့်အသည့်ဆက်လုပ်ပါ